လမေမင်္ဂလာပါစူပါမမ် channel လေးကကြိုဆိုလိုက်ပါရနော်ဇွန်လာဇန်လေးဖြစ်တာမို့လို့ဒီနေ့မှာတော့ဇွန်လဖွာပီပီလေးများရဲ့ဇိုင်းလက္ခဏာလေးများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇွန်လမှာမွေးဖွားရဲ့ပီပီလေးများဟာမွေးဖွားရဲ့ရက်ပေါ်မူတည်ပြီး ဂျီမနီနဲ့ကန်စားစုပြီးခွဲခြားသတ်မှတ်နိုင်ပါ၏ဂျီမနီယာတီဖွားလေးများဟာမေလ22ရက်နေ့ကနေဇွန်လ20ရက်နေ့အတွင်းမွေးဖွားကြသူများဖြစ်ပြီးအမညာနောင်ရုပ်ထုကိုတင်ကြတာအဖြစ်သုံးဆွဲကြပါ၏ဒရက်စင်မှာလေတက်ဖြစ်ကမာဂျူရီဂျိုစုမို့သူများဖြစ်ပါ၏ဂျီမနီယာတီဖွားဘေဘီလေးများဟာလူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကအခြားကလေးများနဲ့မိတ်ဆွေဖွဲ့နိုင်စွမ်းရှိသူများဖြစ်ကြပါသည် ျော်ဝဲရှင်မင်းများကိုစိုက်နှစ်သက်ပြီးလူများနဲ့ပေါင်းသင်းဆက်ဆံရတာနှစ်သက်ကြသူများဖြစ်ပါ၏စိတ်ကူးညံ့အထူးကောင်းမွန်ပြီးဖန်နီးနိုင်စွမ်းမြန်မာကအသင်ဆန်းများကိုစူးစမ်းလိုစိတ်ရှိကြပါ၏ပြောင်းလဲမြန်တဲ့သူများဖြစ်ပြီးတစ်ချိန်တည်းမှာအရာများစွာကိုလှုပ်ဆောင်နိုင်စွမ်းလေးရှိကြပါ၏စိတ်မြန်သူများဖြစ်လို့တခါတလေစိတ်ဓာတ်အတက်အကျမြန်ပြီးဆုံးဖြတ်ချက်များဟာလင်းမြန်စွာ ပြောင်းလဲလေတော့ရှိပါ၏ ပြင်စာရာတီဖွာဘေဘီလေးများကတော့တင်ခေတာအဖြစ်ခဏရုပ်ကိုသုံးဆွဲက dressing အပြင်ရေတက်ဖြစ်ပြီးစုံမို့ချုံမှာလဖြစ်ပါတယ်။ကင်ဆာဘေဘီလေးများဟာစာနာမှုပြေဝသူများဖြစ်လို့အခြားသူများရဲ့ခံစားချက်ကိုနားလည်တတ်ပြီးခရူဆိုင်တဲ့သူများဖြစ်ပါတယ်။မိသားစုများကို အလေးထားတမိုးထားတဲ့ကြသူများဖြစ်ပြီးအိမ်တွင်ရေးကိစ္စများကိုအလေးထားတဲ့သူများလည်းဖြစ်လေရှိတတ်ပါတယ်။ ဆင့်လှုပ်ရှားလဲရက်သူများဖြစ်ပြီးခံစားမှုများကိုနက်နက်ရှိုင်းရှိုင်းခံစားတဲ့အခါခံစားချက်ပြင်းထန်သူများဖြစ်ပါ၏။အနုပညာဂီတစာပေပညာရပ်များမှာဖန်နှင်းနိုင်စွမ်းထူးချွန်ကောင်းမွန်ကြသူများလည်းဖြစ်ပါ၏။အပြင်လောကဖြစ်စဉ်များထက်မိမိအတွင်စိတ်ကိုပုံမအလေးထားအာရုံစိုက်တတ်ကအတွင်ကြကြစဉ်စားတွေးခေါ်ရကြသူများလည်းဖြစ်ပါ၏။အလွယ်တကူစိတ်ထိခိုက်လွယ်ပြီးအပြောင်းအလဲကိုကြောက်ရွံ့တက ကတောင်သက်သာနေထိုင်ရမှာကို နှစ်သက်လေးရှိကြပါရဲ့အတိတ်ကိုမပြောင်းရင်ခက်ခဲကြသူများဖြစ်လို့ရှိပါရဲ့စိတ်ခံစားမှုနဲ့ပတ်သက်တဲ့အလုပ်ကိုင်းများမှာအောင်မြင်လေးရှိတဲ့ပြီးအုပ်စုဖွဲ့လုပ်ကိုင်းရာတွင်ကောင်းမွန်လေးရှိတော်လဲတကိုယ်တည်းလုပ်ကိုင်းရာမှုကို ပုံမနှစ်သက်လေးရှိသူများပဲဖြစ်ပါရဲ့နက်နက်ရှိုင်းရှိုင်းချစ်ခင်တဲ့သူများဖြစ်ပြီးသစ္စာရှိသူများဖြစ်ပါရဲ့မိတ်ဆွေနည်းလေးရှိတော်လဲ ပေါင်းသင်းဆက်ဆံရမှာစက်တန်းရှည်ကြစွာထိမ့်သိမ်းထားနိုင်သူများလည်းဖြစ်လိမ့်ရှိတပါ ਏ ။စုံလာမှာမွေးဖွားရဲ့တသားမိမိလေးတွေနဲ့မွေးဖွားလာမယ့်တသားမိမိလေးတွေရဲ့ဇာတ်လက္ခဏာလေးတွေကိုမမေတို့အနေနဲ့သိရှိနားလည်နိုင်အောင်ဒီနေ့စူပါမမ်ကဝေမျှပေးလိုက်တာပဲဖြစ်ပါ ਏ ။စူပါမမ်ကမမေတို့သိချင်တဲ့ဗဟုသုတအကြောင်းအရာလေးတွေကိုအခအားလျော်စွာရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့မမေတို့သိချင်တာလေးများရှိခဲ့ရင် ဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်